အလုံးမင်္ဂလာပါရှင်။ဝါတရှိကတော့ယမင်းဂျပန်တန်တန်ကျောင်းမှာဆရာမယမင်းပဲဖြစ်ပါတယ်ရှင်။အခုဗီဒီယိုဖိုင်လေးက N2 နဲ့ N3 နဲ့ကိုပေါင်းပြီးတော့ပဲတင်ပြတော့မှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ N2 ခန်းကြီးသမားတွေဆိုရင် N2 ခန်းကြီးဆိုတော့ညာလေအချို့ N3 မှာလည်းလိုရာပဲ။ N3 ခန်းကြီးဆိုတော့ညာလေ N2 မှာလိုရာပဲဆိုတော့ကိုက တီးတန့်တင်လို့ရှင်အချို့ကပြန်မကြည့်တော့လေပါတော့အော်လေးလွတ်သွားတာလေးရှိမှဆိုလို့အန်ဒူကအရှိက6ဖိုင်တင်ပြီးပြီမလို့9ဖိုင်မြောက်လို့တက်လိုက်တယ်အန်ဒရီကကျတော့အန်ဒရီတီးတန့်က12ဖိုင်တင်ပြီးပြီမလို့73ဖိုင်လို့တက်လိုက်တယ်အဲအကယ်ဒမီအကြောင်းသားများကဒီခေါင်းစဉ်ကိုမြင်တော့ဟဲ့အရှိက6ဖိုင်နဲ့ကြည့်ချင်းနဲ့ဘာညာဆိုရင်ပြန်ပြီးတော့ကြည့်လို့ကြည်ညာပါတော့အခုကနေစပြီးတောက်လျှောက်က2 + 3တွေကြီးပဲခန်းကြီးတွေတင်မှာဒီလိုတင်လိုက်လို့ အဲပုံမြင့်သွားမှာတို့ပို့ပြီးလွယ်သွားမှာတို့မရှိဘူးနှစ် level လုံးအတွက်တကယ်ကိုလိုအပ်လို့တကယ်ကိုကြည့်စီခြင်းလို့ပါတဖိုင်ကို25လုံးထည့်မယ်ဇက်တိုက်တင်နိုင်တဲ့မြဇက်တိုက်ဒီအများကြီးပဲတင်ပေးခဲ့ပါမယ်ဘာတွေတင်ပါလဲဆိုတော့မေခွန်ဟောင်း GMPD မေခွန်ဟောင်းစာအုပ်ထဲကအကြောင်းသားများတွေခန်းကြီးဟိုဘောသူများကြီးပြောတယ်လို့ဂျိုသားခန်းကြီးတွေမမြင်ဘူးတဲ့ခန်းကြီးတွေထွက်လာတယ်နေနော်အဲ့ဒါတွေကိုပဲလိုက်ရွေးပြီးတော့တင်ပေးမှာဖြစ်ပါတယ်ရှင်အထောက်ကူအလုံး100ပြီးရင်လည်းပြီးမယ်200ပြီးရင်လည်းပြီးမယ်ပြီးတဲ့လောက်ကိုတင်ပေးနော်ကဲစမယ်အရင်ဆုံး အလုံးဒီ defy မှာ25လုံးစမယ်နော်25လုံးမှာပထမဆုံးဒါလေးကြည့်အောင်ခုတ်တိုးပါသကလုံးခုတ်တိုးပါဒီခန်းကြီးလေးလဲပါတာပဲခုတ်တိုးပါသကလုံးအရှိရာခန်းကြီးက ee mass ပြောတယ်ဒီနောက်ကခန်းကြီးကတိရွက်အရှိရာခန်းကြီးက ee mass ပြောတယ်အနောက်ကခန်းကြီးကဟတိရွက်တို့တွေကွာ clavar clavar လို့ခေါ်လာကွာလေ ပြောတယ်စကားပြောတယ်ဒီတိရွက်လေးကလည်းစကားစကားလုံးလေးပြောတာရှိရကံကောင်းနေဆိုရဟာအခုတိရွက်လေးကလည်းပြောတဲ့စကားရှိတယ်ဘာလဲဆိုရင်အဲ့တိရွက်လေးမြင်လို့ရှိရင်ကံကောင်းနေဆိုတဲ့စကားလုံးလေးအတိပဲရှိတယ်လို့အဲ့တော့ဒီရှိရခန်းကြီးကအီအီမတ်စကပြောတယ်ပြောတယ်ပြောတယ်လူတွေတွေပြောတာမဟုတ်ဘူးတိရွက်ကလည်းဒါဟတိရွက်ကြတော့မြက်ခင်းမော်ကိုမြက်ခင်းမော်ကိုစေကိုင်းရင်စစ်ကဘာပေါ်မှာရှိတဲ့ခိတစ်ပင်ကဘာတွေကြွေကြလဲဆိုတော့တိရွက်တွေကြွေကြတယ် အဲ့တော့ဒီကန်းကြီးက EE mass ပြောတဲ့ဒီကန်းကြီးကဟာတည့်ရွယ်ပေါင်းလိုက်တော့ခုတ်တိုးပါစကလုံးနဲ့အဲ့တော့စကားပြောတဲ့စကလုံးညီပြောတာပါစက်စကလုံးဆိုမှတော့ဒိုးတွေပါစက်ကပြောတယ်ပြောမှတော့စကလုံးမင်းဘာတွေကစကားပြောလဲဆိုအရွယ်တည့်ရွယ်လေးတွေကအစစကားပြောတယ် တိရွက်လေးတွေအားစကားပြောတယ်ဥနာကုနာပြောသလိုဆွေတော်ရဲ့ဆိုလို့ရှင်နှစ်ကိုတစ်စိတ်လို့ပုံစံမျိုးအဲပြီးလို့ရှင်အဟိုကလာပါလာเนาะအဲ့ဒါလေးဆိုလို့ရှင်လက်ကီးဆိုတဲ့သဘောလေးလက်ကီးလက်ကီးရှိတယ်ဆိုတဲ့စကားလုံးအသေးပဲလေးစကားပြောသလိုပေါ့အဲ့ဒါလေးမြင်လက်ကီးတစ်ခုခုဖြစ်သွားသလိုမျိုးလေးပေါ့เนาะအဲ့တော့ပြောတယ်တိရွက်ဒီမှာလေစကားလုံးလေးတွေရှိတယ်ပေါ့เนาะပြောတယ်တိရွက်ဒီမှာလေစကားလုံးလေးတွေရှိတယ်ခုတ်တိုးပါခုတ်တိုးပါကစကားလုံးဆက်သွားမယ်နူရဲတို့ဆိုရွှဲတယ် နူတဲ့တို့မျက်လုံးထဲမှာလေးစောက်မြ мян လေးမှတ်မိအောင်လို့ဆိုရွှဲတယ်ဆိုကြတဲ့ရေတွေဆိုရွှဲတာရေတွေဆိုရွှဲတာမလို့ရေဆက်ပါတယ်ဘယ်အချိန်မှာဆိုရွှဲလဲဆိုမိုးတွေရွာလာရင်မိုးတွေရွာလာရင်ဆိုရွှဲတယ်အဲ့ဒီမိုးရေတွေကလေဒီလိုမျိုးလေးအောက်ကိုစီးကြလာတဲ့အခါမှာမိုးရေတွေကဒီလိုမျိုးအောက်ကိုကြာဆင်းလာတဲ့အခါမှာလူကဆိုရွှဲသွားတယ်ဆိုရွှဲတယ်ဆိုကြတဲ့ရေသဘောတရားပါတယ်ဘယ်အချိန်မှာဆိုရွှဲလဲမိုးရွာတဲ့အခါမှာအဲ့ဒီရွာတဲ့မိုးတွေကဒီလိုမျိုးအောက်ကို ဆင်းလာတယ်ဆိုလို့ရှိရင်ဒီမှာကောင်မြေကြီးပေါ်ဒီလိုမျိုးဆင်းကြလာတယ်ဆိုလို့ရှိရင်အဲ့ဒါတို့တွေကဆိုရွှဲသွားပြီးနူတဲတူကဆိုရွှဲတယ်နူတဲတူကဆိုရွှဲတယ်ခတ်တုတ်တုတ်လေးနဲ့မြင်မြန်သင်ပေးမယ်နော်မြင်မြန်မှတ်လို့ရအောင်အာရမတို့တောင်းမှန်နေတောင်းမှန်နေဆိုတာပြောရတာဖြစ်ပါတယ်ရှင် အာရမတို့တောင်းမှန်နေဆိုတာပြောရတာပါငါနင့်ကိုတောင်းမှန်ပါတယ်ဆိုပြီးပါဇက်ကပြောရတာပါဘသူကတောင်းမှန်ရလဲမိမိကဒီခန်းကြီးကជីဝန်းလို့ပဲမိ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 ကိုကိုစားပြုတယ် မိမိကိုကိုစားယူတဲ့မိမိကဘသူ့ကို တောင်းပန်လဲအိုတဲ့လူကြီးတွေကိုတောင်းပန်ရပါတယ်တောင်းပန်နေဆိုတာလဲပြောတာဖြစ်ပါတယ်ဘသူကတောင်းပန်လဲဆိုတော့ဂျီဘွန်းကိုကိုစားယူသူလိုမျိုးဒါကမိ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 ကဘသူ့ကိုတောင်းပန်လဲအိုတဲ့လူတွေကိုတောင်းပန်ပါတယ်အိုတဲ့လူတွေကိုတောင်းပန်ပါတယ်နောက်တစ်ခုကကြတော့ဘာသွားမလဲဆိုလို့ရှိရင် ON ON ကအပေးတာပါဘူးပြီးသားလားတော့မသိဘူးပြန်မစစ်တော့ဘူးပြန်စစ်နေရင်လည်းတလုံးချင်းတိုက်ရှာနေလည်းမပြီးတော့ဘူးမလို့ပါဘူးပြီးသားလည်းပြန်နှောင်းထောင်းနေတော့နော် on အားပေးတာအားပေးတယ်ဆိုတော့နှလုံးသားတွေကနေကိုနှလုံးသားတွေကနေအားပေးတာအမှန်တော့သူ့မူရင်းဒိဗေဆိုရင်တော့လက်ခံနာပေါ့နော်အခုတာအဲဒူလက်ခံနာတို့ဘာတို့ဒါမှထားပါတော့ဒီမှာတော့အမြန်တွဲလုံးနေနေရှင်လူတယောက်ကိုအားပေးတယ်ဆိုတော့ကိုနှလုံးသားတွေကနေအားပေးတယ်လက်ခုလက်ဝါးတီးပြီးတော့လည်းအားပေးတယ်ဘသူ့ကိုအားပေးလဲ၃ယောက်တူမိုရာကြီးတငယ်ချင်း၃ယောက်ကိုအားပေးတယ်ပြန်ပြောမယ်နော်ပြောတယ် တိရွက်လေးတွေကလည်းစကလုံးလေးတွေပြောသလိုရှိနေပါတယ်ဒီတိရွက်လေးမြင်ကံကောင်းခြင်းဆိုတဲ့စကလုံးလေးရှိတာမလို့ပြောတယ်တိရွက်လေးတွေမှာလည်းသူတို့စကားပြောတယ်သူတို့တိရွက်လေးတွေမှာလည်းပြောတတ်တဲ့စကလုံးလေးတွေရှိပါတယ်ပြောတာနဲ့တိရွက်နဲ့ပေါင်းရင်ခိုတိုးပါစကလုံးဆူရွှဲတယ်ဆိုကြတဲ့ကရေတွေဆူရွှဲတာပါဘယ်ချိန်မှရေတွေဆူရွှဲလဲမိုးတွေရွာတဲ့အချိန်မှာပါမိုးတွေကအောက်ကိုစီးဆင်းလာတဲ့အခါမိုးရေတွေစီးဆင်းလာတဲ့အခါမှာတို့တွေဆူရွှဲသွားပါတယ်တောင်းမှန်နေဆိုတာလည်းပြောတာဖြစ်ပါတယ်ဘသူကတောင်းမှန်မှာလဲမိမိကဒီကန်းကြီးကမိမိကိုကိုးစားပြုတဲ့ န်းကြီးပါမိမိဂျီဝန်းနဲ့တူပါတယ်မိမိကဘသူ့ကိုတောင်းမှန်လဲအိုတဲ့လူကြီးတွေကိုတောင်းမှန်တဲ့အိုပုံစံလေးနဲ့ခါတာခဏအိုလေးနဲ့တူတာကိုယူပြောလိုက်တာပါအိုတဲ့လူကြီးတွေကိုတောင်းမှန်ပါတယ်အားပေးတယ်အခုเจ้าသားတို့ကိုအားပေးခဲ့တဲ့စာကြံတော့နှလုံးသားနဲ့ရင်းပြီးတော့စိတ်ထဲကနေအားပေးခဲ့ပါတယ်ပြီးတော့အချို့ကလက်ခုတ်လက်ဝါးတီးပြီးတော့လက်ခုတ်တီးပြီးတော့လည်းအားပေးတယ်တငယ်ချင်း၃ယောက်ကိုအားပေးတယ်နှလုံးသားတွေကအားပေးတယ်လက်ခုတ်တီးပြီးတော့အားပေးတယ်တငယ်ချင်းတွေကိုအားပေးပါတယ် ON ကအားပေးပါတယ်နောက်တစ်ခု နောက်တစ်ခုကကြတော့ဓမ္မရုဓမ္မရုကနှုတ်ဆက်တာ ပါဒီခန်းကြီးဓမ္မရုကနှုတ်ဆက်တာဒီမှာကြည့်မယ်နော်ဒီမှာယွာဒါ M5 ကလေးကပါတယ်ယွာယွာမာလေခွေးခွေးလေးတွေကိုကတော့ကတော့ကတော့မီးကင်စားနေမြင်တာလေပါစတဲ့မှာစွန့်အသွားတယ်ပြောကြစကားတော့မရှိတော့အတန်ပိတ်သွားနှုတ်ဆက်သွားဟဲလောက်ရလိုက်လေခြင်းပေါ့နှုတ်ဆက်သွားတာမျိုးကစွန့်အသွားတာစကားပြောစရာမရှိတော့နှုတ်ဆက်သွားတာဒီကန်းကြီးကယွာ လေတွေမြေတွေကရွာမှာရှိတယ်အဲ့ဒီရွာမှာကွယ်ဤနုခွေးလေးကိုမီးမီးကင်မလိုက်တော့မြင်တော့လေဘာမှပြောစရာမရှိတော့နှုတ်ဆက်သွားတယ်ဒါမာရုကနှုတ်ဆက်တယ်ဒါမာရုကနှုတ်ဆက်တယ်ဒီကန်းကြီးကတာနာကစင်တာနာကစင်စင်ကိုတက်သားနဲ့လှုပ်ထားတယ်ဗောနော်စင်ကတက်သားစင်ကြီးဗောစင်ကအမစင်ဆိုတာအစင်စင်ရှိတာမလို့ဒီလိုမျိုးလေကားလိုမျိုးလေးအစင်စင်လေး လေကားလိုမျိုးလေးအစင်စင်စာအုပ်စင်နေပါလေဆိုဒီလိုမျိုးအစင်စင်လေးရှေးဒီထဲမှာစာအုပ်လေးတွေထည့်သိမ်းထားတာမျိုးလေးစာအုပ်လေးတွေထည့်သိမ်းထားတာမျိုးအကူကစာအုပ်တွေပါလေမဆွဲတဘူးတရှိကဘာမှဖြစ်ရှိရမို့ဒီမှာစာအုပ်အဲ့လိုမျိုးစင်ဆိုတော့ဘာနဲ့လှုပ်ထားလဲဆိုတော့တစ်သားနဲ့ပြစ်လှုပ်ထားတဲ့စင်လေးပြီးတော့စင်ဆိုမှတော့အစင်စင်လေးတွေစင်ဆိုတော့စင်ဆိုတဲ့အတိုင်းပဲအစင်စင်လေးတွေထည့်ထားတယ်ပေါ့နော်တာနာစင်ရွာမှာခွေးလေးကိုလေမိခင်ရောင်မြင်ပြီးတော့ပါဇက်ကစွန့်အားသွားတယ်နှုတ်ဆက်သွားတယ်ဒါမှမဟုတ်ကနှုတ်ဆက်တယ်ဖမ်းမိတယ် ဖမ်းမိတယ်ဆိုတော့လက်ကနေဖမ်းမိတာလက်နဲ့ဖမ်းတာလက်နဲ့ဖမ်းတာဒီနောက်ကစင်းစရားကွက်လေးနဲ့တူတယ်စင်းစရားကွက်တွေလိမ့်တာစင်းစရားတွေလိမ့်တဲ့လူကိုဖမ်းမိတယ်စကာမာအဲလူကဖမ်းမိတယ်ဖမ်းမိတယ်ဆိုတော့လက်ကနေဖမ်းမိတာစင်းစရားစာရွက်လေးနဲ့တူတယ်စင်းစရားစာရွက်လေးတွေကိုဖမ်းစင်းစရားတွေလိမ့်တဲ့လူကိုဖမ်းမိတာဖမ်းမိတယ်ဆိုတော့လက်ကနေဖမ်းမိတာစင်းစရားတွေလိမ့်တဲ့လူကိုဖမ်းမိတာနောက်တစ်ခုကခတ်တပခုံးဂျပန်စာမှာခန္ဓာကိုယ်နဲ့လက်ရှိ အရင်နေ့ကပညာရဏသင်ပူးတယ်ခန္ဓာကိုယ်နဲ့ပတ်သက်တဲ့ခန်းကြီးတွေဆိုလအစိတ်ပိုင်းပါတတ်တယ်ပေါ့နော်ပခုံးတခါလေပခုံးကလေတကားဆောင်နဲ့တိုက်မိတာရှိရပခုံးကတကားကိုဝုံကနေဥမာအခန်းထဲကထွက်မယ်ဆိုလို့ရှင်တို့တွေမတည့်ရပြီးထွက်တဲ့ကောင်မှာသတိမမူမိပခုံးကတကားကိုတိုက်မိတာရှိတယ်ဘာလို့အဲ့လိုပြောနေလဲစမ်းစေးရေဆိုရင်ဒီဟာလေးကတကားကိုကိုစားယူတယ်တကားရုတ်တရက်ကြီးအမိုးလေးနဲ့တူတယ်တို့တွေအိမ်အမိုးတွေအောက်မှာအမိုးတိုင်းအောက်မှာတကားရှိတယ် ဒါအမိုးလေးနဲ့တူတယ်အမိုးတိုင်းအောက်မှာဒီလိုအမိုးတွေရဲ့အောက်မှာတကားရှိတာမလို့ဒါလေးကတကားပခုံးကပခုံးခန်းကြီးကိုကြာရင်ဒိုးတွေရဲ့ပခုံးကတကားလေးကိုတိုက်မိတာမလို့ပခုံးခန်းကြီးမှာတကားလေးပါတယ်မှတ်ပခုံးကခန္ဓာကိုယ်အစိပ်ပိုင်းမလို့ခန္ဓာကိုယ်နဲ့ပတ်သက်တဲ့ခန်းကြီးတော်များကလအစိပ်ပိုင်းလေးပါတတ်တယ်ပြန်ပြောမယ်နော်ပခုံးလို့ကြားတာနဲ့ကိုယ်ပခုံးကြီးပခုံးကတကားကိုဝင်တိုက်တတ်တာမလို့တကားပုံစံခန်းကြီးလေးထည့်မယ်ဒါလေးကတကားကိုကိုးစားပြူတာတကားတကား ပခုံးကခန္ဓာကိုယ်အစိပ်ပိုင်းမလို့လအစိပ်ပိုင်းထဲနောက်တစ်ခုခါခါကကြတော့ခါကလည်းခန္ဓာကိုယ်အစိပ်ပိုင်းမလို့လအစိပ်ပိုင်းနဲ့စားတယ်ခါကလည်းခန္ဓာကိုယ်အစိပ်ပိုင်းမလို့လအစိပ်ပိုင်းနဲ့စားတယ်လခန်းကြီးနဲ့စားတယ်ခါနောက်ကခန်းကြီးကလိုအပ်တာ irimas မသိရင်ဆက်လေးလေးနဲ့တူတယ်လို့ဆက်လေးတောက်နေတာကိုတားပေးဖို့အတွက်မင်းကလေးတယောက်တော့လိုအပ်နေပြီပေါ့နော်ဒီဆက်လေးတောက်တာကိုဆက်လေးတောက်တတ်တာကိုစူပေးဖို့အတွက်မင်းကလေးတယောက်တော့လိုအပ်တယ်ဒီခန်းကြီးက irimas ကလိုအပ်တယ်အဲ့တော့ ခါကြတော့ဘလို့မှတ်မလဲဆိုခါကောင်းမှုလေလိုအပ်တယ်ခါကောင်းမှုဥပမာကွာခါနာနေတယ်ဆိုမတမရနိုင်တော့ခောက် view site ဖို့လဲလိုအပ်တယ်တရှိတော့ထိုင်နာကြလာရင်ထိုင်နာကုန်းကုန်းထိုင်နာကြလို့ရှိရင်ခါနာတာဖြစ်တာမလို့ခါက view site ဖို့လိုအပ်တယ်ပခုံးခန်းကြီးနဲ့ခါခန်းကြီးနဲ့မှာပခုံးဆိုလို့ရှိရင်တကားကိုဝင်တိုက်တာကိုမှတ်လိုက် ပခုံးဆိုရင်တကားကိုဝင်တိုက်တာကိုမှတ်လိုက်ခါဆိုရင်ကြတော့ခါကြတော့ view site ဖို့လိုအပ်တယ်ခါကြတော့ view site ဖို့လိုအပ်တယ်ခါခန်းကြီးကြတော့လိုအပ်တဲ့ခန်းကြီး ပခုံးခန်းကြီးကြတော့တကားခန်းကြီးနော်တစ်နှစ်ခုလုံးမှာဘာအစိပ်ပိုင်းပါလဲဆိုတော့လအစိပ်ပိုင်းပါတယ်ပြန်ပြောရတယ်နော်တခြားချက်ပေးတယ်နော်ပခုံးပခုံးအကြောင်းမလို့ရမ်းရမ်းနေကျမပခုံးရဲ့ပြန်နားတော့နားလာပြီပခုံးဆိုရင်တကားနဲ့ဝန်တိုင်းမိတယ်မက်ခါဆိုရင်ဂယူဆိုင်ဖို့လိုအပ်တယ်လို့မှတ်မယ်ခါကလိုအပ်တယ်ဆိုရဲအစိပ်ပိုင်းပါတယ်ပခုံးကကြတော့တကားအစိပ်ပိုင်းပါတယ်နိုးတို့လေချောင်းလေချောင်းဒီမှာကြည့်မယ်ပဇက်ဟခိုင်းနေပဇက်ဟခိုင်းကြည့်ရဲအဲ့လူတယောက်က ဒီအောက်ကအစိပ်ပိုင်းလေးကရှီရီမတ်ရဲ့အချမ်းလေးရှီရီမတ်တိတာဗဇက်ဟခိုင်းနေဗဇက်ဟခိုင်းရုံနဲ့အဲ့လူကတိသွားတာဆရာဝန်ဆိုတဲ့လူကတိသွားတာရှီရီမတ်ရဲ့တချမ်းလေးမို့တိတာဘာလို့ကြည့်လဲဆိုဗဇက်ဟခိုင်းပြီလူတွေကဗဇက်ဟခိုင်းနေပြီးတော့အဲ့လူကတိခြင်းတခုခုယောဂချင်းနေတိခြင်းဗဇက်ဟခိုင်းတာဘယ်ကိုကြည့်လဲလေချောင်းနဲ့အာသီးကိုကြည့်ရလေချောင်းကိုကြည့်တာကွာအဲအာသီးရောက်နေတယ်လေဘင်းနေနီနေတယ်အာကောင်ရောက်အာကောင်ကြီးရဲနေတယ်တို့အာသီးတွေနီနေတယ်တို့အဲအဲ့လိုမျိုးလေးတွေပြောတာလေဗဇက်ဟခိုင်းနေ ပါဇက်ဟာခိုင်းနေတခုခုလူကတိကျင်နေဆိုရင်ဘာကိုတိကျင်တာလေချောင်းချီနေကိုတိကျင်တာဒါဆိုအေးအေးပတ်တာတို့ပါတော့တချို့အားဆိုပြီးတော့လေအာအေးပတ်တယ်ဆိုအမြင်နဲ့ပါဇက်ဟာခိုင်းနေပါဇက်ဟာခိုင်းနေလူကဒီနောက်ကရှီရီမတ်စကန်ကြီးလေးနဲ့တူလို့ရှီရီမတ်စလို့ယူပြောလိုက်တာပါဇက်ဟာခိုင်းနေပါဇက်ကိုဟာခိုင်းနေအိုက်ဆရာဝင်လူကသူတို့တိကျင်တာတခုရှိရင်ဘာကိုတိကျင်တာလဲလေချောင်းလေချောင်းထဲမှာရှိတဲ့အာသီးတွေပါတယ်ကိုတိကျင်တာမျိုးဆိုလို့ရှိရင်နိုးတူကလေချောင်းပခုံးဆိုရင်တကားကိုမှတ်တကားကိုဝင်တိုက်မိတတ်တာပခုံး ခါနဲ့ဝင်တိုက်တာမဟုတ်ဘူးပခုံးနဲ့ဝင်တိုက်တာခါကြတော့ဂယုဆိုင်ဖို့လိုအပ်တာခါကြတော့ဂယုဆိုင်ဖို့လိုအပ်တာလို့မှတ်မယ်လေချောင်းဆိုတော့ဗဇက်နဲ့ပတ်သက်တာမျိုးဗဇက်ဟာခိုင်းတဲ့လူကယောဂအခြေအနေသိကျင်ဗဇက်ဟာခိုင်းတာလေပင်အခြေအနေကိုကြည့်ကျင်လို့အာသီးအခြေအနေကိုကြည့်ကျင်လို့နိုးတူကလေချောင်းအဲ့တော့ဖမ်းမိတာကလက်ကနေဖမ်းမိတယ်စင်းစရားလိန်တဲ့လူကိုလက်ကနေဖမ်းမိတယ်ရွာမှာကွဲခွေးလေးကိုမိခင်စားတိုင်းမိမိကို့မှာပြောစရာစကားတော့မရှိတော့ဘူးနှုတ်ဆက်သွားတယ် စင်ကိုဘာနဲ့လှုပ်လဲဆိုရင်တက်သားနဲ့လှုပ်တဲ့စင်ဆိုတော့အဆင့်လေးတွေပါတယ်လို့မှတ်လိုက်မယ်ဒီမှာကျတော့တိုက်ရှိကအာဘာလဲလလို့မပြောတော့ဘဲနဲ့အဆင့်လေးလို့ပြောလိုက်တယ်ဒီခန်းကြီးတိုနာရီဘေးကျင့်ကရဲ့အနီးအနားအနီးအနားဒီခန်းကြီးလည်းခဏခဏပါနေတာမလို့ဗီတာပိုင်အမြင့်အမြင့်ကြီးတွေထိလိုက်ပြီးတော့တက်ပြီးတော့ဆန်နေလိုက်ပေးတယ်ဆန်နေလိုက်ပေးတယ်အများကြီးလိုက်ပေးတယ်ဒီကန်းကြီးကတိုရှိတိုရှိနဲ့ဆင်တယ် အသက်ကြီးရွယ်တွေကိုဘယ်နားမှရှိရလို့ကိုယ်အနီးနားမှရှိရလို့ကိုယ်အနီးနားမှရှိရလို့ဆိုလို့ရှင်ဘီတာအမြင့်နေထိတက်ပြီးတိုက်ခန်းနေကွာအမြင့်ကြီးတွေထိတက်ပြီးတော့ဆန်လေးတွေလိုက်ပေးတယ်ဆန်အလူလိုက်လုပ်တယ်ဘလောက်လုပ်ပေးလဲအများကြီးပဲဘသူတွေကိုလည်းတူရှိတူရှိလေးနဲ့ဆင်လို့အမှန်တော့တူရှိရတော့ဒါပါတူရှိအသက်ကြီးတဲ့လူတွေကိုဘသူတွေဘယ်လိုမျိုးလဲဆိုကိုယ်အနီးနားမှရှိတဲ့လူတွေမျိုးတူနာသည့်ကိုယ်အနီးနားမှရှိတဲ့လူဆိုရင်ကိုယ့်ရဲ့အိမ်အနီးနားမှရှိတဲ့လူဆိုရင်ဘီတာ အမြင့်ထိတက်ပြီးတော့ဆန်တွေကိုအများကြီးလိုက်ပေးတယ်။ဆန်တွေကိုတက်ဆန်အများကြီးလိုက်ပေးတယ်။တက်ကြီးတဲ့အဖိုးအဖွားတွေကိုဆန်တွေလိုက်ဝေပေးတယ်ပေါ့နော်။ပြန်ပြောမယ်နော်။ကို့အနီးနားမှာရှိတဲ့လူတွေဆိုရင်ဟိုးအမြင့်ထိတက်ပြီးတော့ခိုမဲဆန်တွေကိုတအများကြီးလိုက်ပေးတယ်။တက်ကြီးတဲ့လူအသက်ကြီးတဲ့လူတွေကိုလိုက်ပေးတယ်။ကို့အနီးနားမှာရှိတဲ့လူအဲ့တော့ပြန်ပြောရင်ကို့အနီးနားမှာရှိတဲ့လူတွေဆိုဘာလို့ပေးလဲ။အမြင့်ထိတက်ပြီးတော့ဆန်တွေကိုအများကြီးလိုက်ပေးတယ်။တက်ကြီးရွယ်ဦးတွေကိုကို့အနီးနားမှာရှိတဲ့လူတွေဆိုရင် တိုနာရီခန်းကြီးလေးပါလို့နော်အနီးအနားကိုအနီးနားမှာရှိတဲ့လူတွေဆိုဘာလုပ်ပေးလဲဆိုအမြင့်ထိတက်ပြီးတော့စံနေကိုတက်အများကြီးလိုက်ပေးတယ်တက်ကြီးရွယ်တွေကိုလိုက်ပေးတယ်ကိုအနီးနားမှာရှိတဲ့လူတွေကိုလိုက်ဝေပေးတာပေါ့စင်စာအုပ်စင်တွေပါတယ်စင်တွေတို့တွေကတက်သားလေးနဲ့ပြုတ်လုထားတယ်တစ်ပင်တက်သားလေးနဲ့ပြုတ်လုထားတယ်စင်ဆိုတော့အဆင့်လေးတွေပါတယ်ပြီးတော့တက်စွတ်သားဥကကူညီတယ်ဒီမှာကူညီတယ်ဆိုတာလက်နဲ့တဆင့်ပြောလိုက်ခြင်းပဲဒါစွတ်တာအဲတို့ကတဆင့်ပြောတာဒီကန်းကြီးကလူ နှစ်ယောက်ကတယောက်တနေရာစီမှုနေရင်ဂျားကနေလူတစ်ယောက်ကတဆင့်ပြောပေးရတယ်ကွာအဲ့တော့အရှိကလက်နဲ့တွဲတော့လက်ကနေတဆင့်ပြောတာကုညီတယ်ဆိုတာကိုယ့်ရဲ့လက်နဲ့စကားတဆင့်ပြောလိုက်တယ်လို့ပဲသူလုပ်ရမယ့်အလုပ်ကိုကိုယ့်လက်ကနေကိုယ့်လက်နဲ့လက်နဲ့တဆင့်ပြောတယ်ဆိုတာကုညီပေးတာကုညီပေးတယ်ဆိုတာကလေပါဇက်နဲ့ပြောတာမဟုတ်ဘဲနဲ့လက်ကနေတဆင့်ပြောနေရလက်ကနေသူသူလက်ကနေကွာတခါကျရင်လူနှစ်ယောက်ကမခေါ်ဦးတာဒါမှမဟုတ်မခေါ်ဟာထားပါတော့ဟိုတိမတိဦးထား तू ကအထုပ်ပိုးကြီးတဲလာတာလေးညာမြင်တော့ကိုလက်ကနေ တဲ့ပေးလိုက်တယ်အဲ့တော့ကိုယ့်လက်နဲ့တဆင့်ပြောလိုက်တာဘာလို့လိုက်တာပဲလဲကုညီတာပဲလက်ကနေတဆင့်ပြောလိုက်တာကလက်ကနေကုညီပေးတယ်ဆိုတာလေဟို ဘလို့ကူညီလို့ရလဲလက်ကနေတဆင့်ပြောပြီးလဲကူညီလို့ရပါဇက်နဲ့နဲ့ကူညီတာမဟုတ်ဘူးကွာပါဇက်နဲ့နဲ့ကူညီတာမဟုတ်ပဲလက်ကနေကိုယ်တိုင်ကိုကြလှုပ်ပြီးတော့တဆင့်ပြောလို့လဲရတယ်ကိုကူညီချောင်းကိုပါဇက်ကနေမဟုတ်ဘဲနဲ့လက်ကနေအခုចောင်းသားတို့ကိုကူညီနေတာပဲဒါပေမဲ့ចောင်းသားတို့ပါဇက်ကလည်းပြောသလိုလက်ကလည်းခြာရေးပြီးတော့ တင်ပေးနေရတယ်လေလက်ကနေတဆင့်ပြောပြီးတော့ကူညီပေးနေတယ်ကိုတက်ထားတဲ့စာလေးတွေကိုလက်နဲ့ခြာရေးပြီးတော့တဆင့်ပြောပြီးတော့ចောင်းသားတို့ကိုကူညီပေးနေပါတယ် စင်ဆိုရင်တသားနဲ့ပြုတ်လောက်ထားတဲ့စင်ဆိုတဲ့အတိုင်းအကန့်လေးတွေစင်အစင်လေးတွေပါပါတယ်အနီးနာကလူတွေကိုမလုပ်ပေးလေအမြည်ကြီးတက်ပြီးတော့စံနေအများကြီးပဲလိုက်ဝေပေးနေတဲ့တက်ကြီးရွယ်တွေကိုအခုចောင်းသားတို့ကိုကိုလက်လေးနဲ့ခြာရေးပြီးတော့တဆင့်ပြောပေးနေပါတယ်ကိုတင်ကျင်တဲ့စာတွေကိုလက်ကနေခြာရေးပြီးတော့တဆင့်ပြောပေးနေတာကူညီနေတာပါပဲရွာမှာခွေးလေးတွေခွေးလေးကိုမိခင်တော်မြင်ပြီးတော့ပါဇက်ကနှုတ်ဆက်သွားတယ်ဘာမှပြောစရာစကားတော့မရှိတော့ဘူး ဖမ်းမိတယ်ဆိုတော့လက်ကနေဖမ်းမိတာစင်းစရားစာရွက်လိမ်တဲ့လူကို လက်ကနေဖမ်းမိပါတယ်စကာမာအဲတို့ကဖမ်းမိတယ်ပခုံးဆိုရင် တကားနဲ့တိုက်မိတယ်ဒါတကားခန်းကြီးအမိုးပုံစံလေးအမိုးတိုင်းအမိုးတိုင်းအောက်မှာတကားရှိတာမလို့အမိုးပုံစံခန်းကြီးကတကားပခုံးဆိုရင် တကားနဲ့တိုက်မိတယ်ပခုံးကခန္ဓာကိုယ်အစိပ်ပိုင်းမလို့လပုံစံလေးထည့်တယ် ခါဆိုလို့ရှိရင်ဂယုဆိုင်ဖို့လိုအပ်တယ်တကယ်တည်းရှိဆိုရင်ခဏခဏခါကြောညက်တာအမတန်ဖြစ်တာဆိုတော့ဂယုဆိုင်ဖို့လိုအပ်တဲ့အထက်မှာခါလဲပါတယ်အဲ့တော့လိုအပ်တဲ့အစိပ်ပိုင်းဆိုရင်ဒါခါပခုံးကြတော့ဒကားနဲ့တိုက်မိတယ်ခါကြတော့ဂယုဆိုင်ဖို့လိုအပ်တယ်ပါဇက်ဟခိုင်းနေအဲ့ဆရာဝင်လူကလေအဲ့လူဆိုတဲ့အဲ့ဆရာဝင်လူကလူက ်သူတိချင်းရှီဒီမတ်ခန်းကြီးတချမ်းလေးမလို့ရှီဒီမတ်ခန်းကြီးတချမ်းလေးမို့ယူပြောလိုက်တာဗဇဟာခိုင်းနေသူကတိချင်းနေဆိုရင်ဘာလို့တိချင်းနိုင်လေပင်အချင်းနေကိုတိချင်းဗဇဟာခိုင်းနေလေချောင်းကြတော့ဗဇက်ပါတယ်ခါကြတော့ဂယူးဆိုင်ဖို့လိုအပ်တယ်လိုအပ်တယ်ပခုံးကြတော့တကားနဲ့တိုက်မိတယ်လို့မှတ်မိကွန်ပလိန်တက်တယ်ကွန်ပလိန်တက်တယ်ဆိုတာကလေဗဇက်နဲ့တက်တာမို့အချို့ကစာချောင်းနေ ရေးပြီးတော့ဝကြစာချောင်းနေရေးပြီးတော့ပြောပြီးတော့လေကွန်ပလိန်တက်လို့ရတယ်ဒါမှမဟုတ်ကွန်ပလိန်ကိုနှစ်မျိုးတက်လို့ရတယ် စာကြောင်းတွေရေးပြီးတော့လေ complaint တက်လို့ရတာဝက်ကြစာကြောင်းလေး info မှာလေစာကြောင်းတွေရေးပြီး complaint တက်လို့ရတယ်လို့ပါဇက်ကနေပြောပြီးတော့လေ complaint တက်လို့ရတယ်တခုခု complaint တက်ချင်းစာနဲ့ရေးပြီး complaint တက်လို့ရတယ်လို့ပါဇက်ကနေပြောပြီးတော့လေ complaint တက်လို့ရတယ်ဝါရီအာကြီးကအချိုးအစားဒီကန်းကြီးကခွဲတာဒီကန်းကြီးကကြိုက်နေတာ အဲ့တော့ကိုပစ္စည်းတစ်ခုခုခွဲမိရင်သူနဲ့ကိုက်ညီတဲ့အချိုးစားတိုင်းပြန်ရောပေးရမယ်ကိုတစ်ခုခုခွဲမိတယ်ဆိုရင်ဒါမှမဟုတ်ပစ္စည်းတစ်ခုခုခွဲမယ်ဆိုရင်ကိုက်ညီအောင်ခွဲရတယ်ဘာကိုက်ညီအောင်ခွဲရလဲအချိုးစားကိုက်ညီအောင်ခွဲရတယ်ခွဲတာကဒီအမိုးအောင်မှာကွယ်၃ယောက်သား၃ချက်စကားများပြီးတော့ဓာတ်နဲ့ပစ္စည်းတွေကိုခွဲပစ်တယ်ခွဲတဲ့အခါမှာ ကိုက်ညီအောင်ခွဲရတယ်ဒီကန်ကြီးကအာအီမတ်ဘာကိုက်ညီအောင်ခွဲရလဲအချိုးအစားကိုက်ညီအောင်ခွဲရတယ်နင်90ရာခိုင်နှုန်းဆိုငါ90ရာခိုင်နှုန်းနင်100ရာခိုင်နှုန်းဆိုငါ100ရာခိုင်နှုန်းခွဲတဲ့အခါမှာအချိုးအစားကိုက်ညီအောင်ခွဲရပါတယ်ပြန်ပြောလို့ရှိရင်ပခုံးဆိုရင်တကားနဲ့တိုက်မိတယ်ခါဆိုဂယူဆိုင်ဖို့လိုအပ်တယ်လေချောင်းဆိုပါဇက်ဟာခိုင်တယ်လူကအခြေအနေကိုသိချင်ပါဇက်ဟာခိုင်တာလေချောင်းကွန်ပလိန်ကိုနှစ်မျိုးတက်လို့ရတယ်။စာနဲ့ရေးပြီးတော့လည်းကွန်ပလိန်တက်လို့ရတယ်။ဗဇက်ကနေပြောပြီးတော့လည်းကွန်ပလိန်တက်လို့ရတယ်။ ခွဲတဲ့ခါမှာကိုက်ညောင်ခွဲရတယ်အချိုးအစားကိုက်ညောင်ခွဲရတယ်ခွဲတဲ့ခန်းကြီးကအမိုးအောင်မှာ၃ယောက်သာစကားများပြီးဓာတ်နဲ့ပစ္စည်းတွေကိုခွဲပလိုက်တယ်ခွဲတဲ့ခါမှာကိုက်ညောင်အာအီမတ်ကိုက်ညောင်ခွဲရတယ်ဘာကိုက်ညောင်လဲအချိုးအစားကိုက်ညောင်ခွဲရတယ်လက်နဲ့စင်းရဲစရာလိန်တဲ့လူတွေကိုဖမ်းမိပြီးရွာမှာခွဲလေးကိုမိခင်စားတိုင်းမှဘာမှပြောစရာမရှိတော့နှုတ်ဆက်သွားတယ်အခုဝတ္တရှိလက်ကနေလက်နဲ့ရေးပြီးတဆင့်ပြောပေးနေတာဘာလို့နေရလဲဆိုကျောင်းသားတို့စာမေးပွဲအတွက်ကူညီပေးနေတာပါ အနီးနားလူတွေအတွက်ဘာလုပ်ပေးလဲအနီးနားလူအတွက်ဆိုရင်ဟိုအမြင့်အထိတက်ပေးပြီးတော့စံတွေကိုတအများကြီးဝေပေးတယ်တက်ကြီးရွယ်ဦးတို့အသက်တိုရှိခန်းကြီးလေးနဲ့ဆင်းလို့အနီးဆက်ဆုံးယူပြောတာစင်ကိုတသားနဲ့ပြုတ်လုပ်တယ်စင်ဆိုတော့အဆင့်လေးတွေပါတယ်လို့မှတ်မိစံပိုင်းစီနီယာစီနီယာဆိုတော့စီနီယာဆိုတော့ကိုယ့်ထက်အရင်မလို့စာခိခန်းကြီးထည့်လိုက်တယ်အချို့စီနီယာတွေက negative တအားပြောတာဟိအငင်းမကောင်းတဲ့စကားတွေဒါပါလို့ရှင်သူ့ပိုင်းမကောင်းတာပြီးတော့ ။ဘာနဲ့သွားပြီလဲဆိုတော့ကားနဲ့အရင်ထွက်သွားပြီ။စီနီယာစီနီယာရဲ့အခြေအနေပြပြပါစီနီယာကကိုယ့်ထက်အရင်ရောက်တဲ့လူမလို့စခိအရင်ရောက်တဲ့လူမလို့စီနီယာစီနီယာနည်းနည်းလေးမကောင်းတဲ့သဘောတက်ရောက်တယ်ပေါ့ဒီခန်းကြီးပိုင်းမကောင်းတာမသိရင်စူးတွေစိုက်ဝင်နေသလိုပဲနည်းနည်းလေးမကောင်းတဲ့ပုံစံရှိတယ်ပြီးတော့အခုဘယောက်သွားလဲဆိုကားနဲ့ထွက်သွားပြီစံပိုင်းစံပိုင်းခဏခဏပါနေလို့မသိမှာဆိုလို့စံပိုင်းကစီနီယာစံပိုင်းကစီနီယာ ပြောတယ်တိရွက်လေးတွေမှာလည်းပြောတယ်စကလုံးတိရွက်လေးတွေမှာလည်းပြောတယ်စကလုံးလေးတွေရှိတိရွက်လေးတွေမှာလည်းသူတို့တိရွက်လေးတွေအလိုက်ပြောပြတတ်တဲ့စကလုံးလေးတွေရှိတယ်လို့ပဲဆိုရွှဲတယ်ဆိုရေတွေဆိုရွှဲတာမိုးတွေရွာချတဲ့ခါမှာဆိုရွှဲတာအတောင်းမန်နေဆိုတာပြောရတာမိမိကအိုတဲ့လူတွေကိုတောင်းမန်တာကဲလာပြီဂါရာပုံစံဒီဇိုင်းဒီမှာတစ်ပင်အရှိရတစ်ပင်တစ်ပင်တွေကိုတုံးပြီးတော့အတွင်းဘက်မှာ တစ်အာဘယ်လိုပြောမလဲအဲတစ်သားတွေကိုတုံးပြီးတော့အတွင်းဘက်မှာဒီခန်းကြီးလေးကအတွင်းလေးနဲ့တူလို့ဥချီအတွင်းဘက်နဲ့တူလို့အတွင်းဘက်မှာဒီဇိုင်းတွေဖော်ထားတယ်ပေါ့နော်ဆိုလိုတာကတစ်သားတုံးပြီးအချို့တွေကတစ်သားအာဘဘူးလိုပါတော့ဥမာကဘယ်လိုခေါ်လဲပကြီးကားတွေပါလေတစ်သားပကြီးလားဘယ်လိုခေါ်လဲကွယ်ဟိုတစ်သားတွေတုံးပြီးတော့အတွင်းဘက်မှာ အတွင်းဘက်မှာအတွင်းဘက်ခန်းကြီးနဲ့တူတက်သားတွေတုံးပြီးတော့အတွင်းဘက်မှာဒီဇိုင်းတွေဖော်ထားတာတွေရှိတယ်တက်သားတွေတုံးပြီးတော့အတွင်းဘက်မှာဒီဇိုင်းတွေဖော်ထားတက်သားကိုအသုံးပြုပြီးတော့အတွင်းဘက်မှာဒီဇိုင်းတွေဖော်ထားတဲ့ပုံစံတွေဒီဇိုင်းတွေဖော်ထားတယ်နင်းတယ်ဖူမီမတ်ကနင်းတယ်ခုချိပါတယ်စကားပြောရင်းနဲ့တိုမာရီမတ်ရက်လိုက်တယ်ဘာဖြစ်လို့လဲရေရေကိုတက်နင်းပြီလို့ရေတွေတက်နင်းပြီးသွားလို့ရင်ဟာသွားပါပြီထမင်းတွေဆိုးကုန်ပြီဖနက်တွေဆိုးကုန်ပြီဆိုပြီးစကားပြောနေရင်းနဲ့ စကားပြောနေတော့ရက်လိုက်တယ်ဘာဖြစ်လို့လဲမီစု ရေကိုတက်နင်းမိသွားလို့ဖူမီမတ်ကနင်းတယ်စကားပြောနေတဲ့စကားတော့ရက်သွားတယ်ဘာဖြစ်လို့လဲရေကိုတက်နင်းမိသွားလို့ပြောနေတဲ့စကားတော့ရက်သွားတယ်ဘာဖြစ်လို့လဲဆိုတော့ရေကိုတက်နင်းမိသွားလို့ဖူမီမတ်ကနင်းတယ်ပြောနေတဲ့စကားတော့ရက်သွားတယ်ဘာလို့လဲရေကိုတက်နင်းမိသွားလို့ရေကိုတက်နင်းမိသွားလို့စန်းတန်းကကြော်ညာတာကြော်ညာတာကြော်ညာတယ်ဆိုတာတဆင့်ပြောတာလို့တဆင့်ပြောတဲ့ခန်းကြီးပါတယ်ကြော်ညာတာလေဒီမှာ အမိုးအောက်မှာထုတ်လုပ်ထားတဲ့အရာတွေကိုတနေပြီးတနေ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 တစ်ခုပြီးတစ်ခုကြော်ညာရတယ်စဉ်းစားကြည့်စိမ့်ဆိုင်ရွှေဆိုင်နဲ့ကြော်ညာရတာပဲဟုတ်တယ်နော်သူတို့အမိုးအောက်မှာနေပြီးတော့တနေ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 ့တခုပြီးတခုတရက်မပြတ်တရက်မပြတ်ကြော်ညာရကြော်ညာရဆိုတာငါဒီနေ့ကြော်ညာရကြော်ညာမင်းလက်မမကြော်ညာတော့လို့လို့မရဘူးအမိုးအောက်မှာနေပြီးတော့အမိုးအောက်မှာထုတ်လုပ်ထားတဲ့ပစ္စည်းတွေကိုကွင်းပြင်မှာမထုတ်လုပ်ဘူးလေအမိုးအောက်မှာထုတ်လုပ်ထားတဲ့ပစ္စည်းကိုတနေ့ပြီးတနေ့တရက်ပြီးတရက်တခုပြီးတခုကြော်ညာရတယ် ကြော်ညာတယ်ဆိုတာတဆင့်ပြောတာပဲမလို့စွတ်တာအဲရုနဲ့ပေါင်းသွားတယ်ဆန်ဒန်းကကြော်ညာဆန်ဒန်းကကြော်ညာဆန်ဒန်းကကြော်ညာနောက်တစ်ခုကကြတော့တနှစ်သုံး၄၅6ခုနှစ်လုံးကြံနေခုနှစ်လုံးကနည်းနည်းလေးထပ်တာမလို့မှတ်မိမှာဆိုလို့အစားထိုးနည်းနည်းထိုးလိုက်မယ်နော်ခုနှစ်လုံးအစားအချာဒီဘက်ကနေခုနှစ်လုံးကိုအစားထိုးလိုက်မယ်ဆိုတိုင်းဒီကန်းကြီးကဒီနေ့မှတင်တဲ့ပညာအပါလဲ ိုးကွက်ရှင်အတန်းမှာတော့ပါပါတယ်ဆိုးတိုင်းကဆောဆောအလုတ်စင်းနဲ့ကြောင်းစင်းနဲ့ဒီကန်းကြီးကဟိုင်ယာကြီးဟိုင်ယာကြီးကဆောတော့ဒီကန်းကြီးကစွန့်ခွာတယ်စုတ်ခွာတယ်ကောင်းတဲ့ခန်းကြီးနဲ့လမ်းလေးနဲ့ပေါင်းရင်ကိုဘွားအတွက်ပိုကောင်းတဲ့လမ်းကိုတွေ့လက်ရှိနေရာကနေစွန့်ခွာတယ်စုတ်ခွာတတ်ကြတယ်လीနော်အဲ့တော့ကောင်းတဲ့ခန်းကြီးပုံစံလေးနဲ့လမ်းနဲ့ပေါင်းတိုင်းကိုဘွားအတွက်ပိုကောင်းတဲ့လမ်းကိုတွေ့လက်ရှိနေရာကနေစွန့်ခွာတယ်စုတ်ခွာတယ် အဲ့တော့စောစောဟာယာကြီးစောစောစွန့်ခွာတယ်ဆိုတာစောစောအကြောင်းဆင်းနဲ့စောစော အလုံဆင်းတာကိုပြောတာစောစောအကြောင်းဆင်းနဲ့စောစောအလုံဆင်းနေနောက်တစ်ခုဒိုနာရုဒါလည်းမေခွန်းဟောင်းမှာအကုန်လုံးဒါမှမဟုတ်အကုန်လုံးမေခွန်းဟောင်းဟာဒီကြီးပဲနော်ဒိုနာရုကစိတ်ဆိုးပြီးတော့អော်တယ်စိတ်ဆိုးတာကိုအရင်ပြောမင်းအွန်းနာမိန်းကလေးတယောက်ကိုလေမာတနောက်ထပ်တစ်ကြိမ်ခုတ်ခိုးတော့နှလုံးသားကိုလာကစားရင် စိတ်ဆိုးတယ်အိုခိုးတို့ကစိတ်ဆိုးတာမိန်းကလေးတွေကလေနောက်ထပ်တစ်ခါ မင်းကလေးတွေကနောက်ထပ်တစ်ခါနှလုံးသားမင်းကလေးတယောက်မင်းကလေးနောက်ထပ်တယောက်ကိုနှလုံးသားထပ်ကစားတော့ဥမာကို့မလည်းကောင်းမလေးရှိရတဲ့အဲမင်းကလေးမာတနောက်ထပ်တယောက်ကိုတွားပြီးနှလုံးသားကိုတွားကစားတော့စိတ်ဆိုးတယ်ဘယ်သူမှခွင့်မလွတ်နိုင်ဘူးအိုခိုးတို့ကစိတ်ဆိုးတယ်ဒီခန်းကြီးကကျတော့အော်မီတာပါဇက်နဲ့ငှက်နဲ့ပေါင်းရင်ပါဇက်ကနေငှက်လေးတွေကအော်မီတာ တော့ပေါင်းလိုက်တော့စိတ်ဆိုးတာနဲ့အော်တာနဲ့ပေါင်းတော့ဒိုနာတို့ကစိတ်ဆိုးပြီးတော့အော်တယ်ဒိုနာတို့ကစိတ်ဆိုးပြီးတော့အော်တယ်မိန်းကလေးနောက်ထပ်တစ်ယောက်ကိုနှလုံးသားသွားကစားတော့စိတ်ဆိုးတယ်ပါဇက်ကနေငှက်လေးတွေကအော်တယ်စိတ်ဆိုးတာနဲ့အော်တာနဲ့ပေါင်းတော့ဒိုနာတို့ကစိတ်ဆိုးပြီးတော့အော်တယ်ဒီကန်းကြီးကတင်ယူတာဒီကန်းကြီးကိုကုနာမိမိလို့ပြောလိုက်တယ်မိမိကြည်ပွန်ပုံစံမိမိကိုကိုစားပြုတာပဲကြည်ပွန်ကြည်ရှင် မိမိခန္ဓာကိုယ်မှာစွတ်ခဲတူတက်ဆင်တာကျောင်းသားတို့အခုစာရီတင်ယူတယ်ဆိုတာကဒီစာအုပ်ထဲမှာရှိတဲ့စာမိမိခန္ဓာကိုယ်မှာတက်ဆင်လိုက်သလိုပဲမိမိခန္ဓာကိုယ်မှာတက်ဆင်လိုက်တယ်ဆိုတာတင်ယူတာမိမိခန္ဓာကိုယ်မှာတက်ဆင်လိုက်တယ်ဆိုတာတင်ယူတာမိမိခန္ဓာကိုယ်မှာတက်ဆင်လိုက်တယ်ဆိုတာတင်ယူတာစာဆိုးဦးကဖိတ်ခေါ်တာဖိတ်ခေါ်တယ်ဆိုတာပါဇက်ကနေဖိတ်ရတယ်ဘသူ့ကိုဖိတ်လဲဝါတာရှိကိုလာဖိတ်တယ် ီဟာလေးကလှေကားပုံစံလေးနဲ့တို့ဒီလိုမျိုးလှေကားကိုတက်ဖို့အတွက်လာဖိတ်တယ်ပေါ့နော်လှေကားလိုမျိုးအစင်စင်တက်ဖို့အတွက်လာဖိတ်တယ်ဆလိုတာကပြန်ပြောမယ်ဆိုရင်ဖိတ်ခေါ်တယ်ဆိုတာဗဇက်ကနေဖိတ်ခေါ်တာဝါတရှိခန်းကြီးရဲ့တချမ်းလေးနဲ့တို့လိုဝါတရှိကိုလာဖိတ်တယ်ဘယ်ကိုတက်ဖို့လဲဆိုတာဒီလှေကားပေါ်တက်ဖို့လာဖိတ်တယ်လာခဲ့ပါအပေါ်တက်လာခဲ့ပါအပေါ်ကြွားခဲ့ပါဆိုပြီးတော့ဖိတ်ခေါ်တယ်ဆိုတာဗဇက်ကနေပြောပြီးတော့ဖိတ်တာဘသူ့ကိုလာဖိတ်လဲဝါတရှိကိုလာဖိတ်တယ်လှေကားပေါ်ကိုတက်လာဖို့လှေကားတက်လေးနဲ့တူလို့လှေကားတက်လေးနဲ့တူလို့ ဒါကြတော့ဝါတာရှိခန်းကြီးနဲ့ဆင်လို့ယူပြောလိုက်တာဖိတ်ခေါ်တယ်ဆိုတာကပါဇက်ကနေလာဖိတ်တာဘသူ့ကိုလဲဝါတာရှိကိုလေကားပေါ်တက်လာဖို့အတွက်လာဖိတ်တယ်လေကားပေါ်တက်လာဖို့အတွက်လာဖိတ်တယ်နောက်၃လုံးတင်ပြီး25လုံးပြည့်မယ်နော်နောက်၃လုံးကဒီမှာခိုဤရှိရလွမ်းစွတ်တတိယတော့ဒီခန်းကြီးက M4 ခန်းကြီးနဲ့ဆိုရင်အာကဤအနီအောင်ခန်းကြီးနဲ့ဆင်တယ် အနီအောင်ခန်းကြီးနဲ့ဆင်တယ်တို့တွေအနီအောင်အသေးပုံလေးပို့တယ်ဆိုတာကိုလွမ်းတဲ့လူကိုချစ်တဲ့လူကိုပို့တာမဟုတ်ဘူးလားကျောင်းသားတို့ခိုးဤပြီတို့တို့ဘာလို့ကြားဘူးတယ်မလားရီးစားတို့ဘာလို့ဒီခန်းကြီးကလာတာဒီမှာလေအနီအောင်အသေးပုံခတ်တာအနီအောင်မင်းကကုန်းနေတယ်အလိုပဲအော်တော့အကုန်ကုန်တာတော့မရတော့အဲ့တော့ဒီမှာကြည့်မယ်ဒီခန်းကြီးလေးကအကကြီးကအနီအောင်အနီအောင်အသေးပုံလေးပို့တယ်ဆိုတာကဘသူ့ကိုပို့လဲဆိုတော့ခိုးဤရှိကိုလွမ်းတဲ့လူချစ်တဲ့လူကိုပို့တာအနီအောင်အသေးပုံလေးပို့တာက ဒီမှာလေအနီရောင်ခန်းကြီးနဲ့ဆင်ပြီးတော့အောက်ကခိုခိုးရိုလေးပေါင်းလိုက်ဒီအပေါ်ပိုင်းကအနီရောင်ခန်းကြီးနဲ့ဆင်ပြီးတော့အောက်ကခိုခိုးရိုအနီရောင်အသေးပုံလေးပို့တာကကိုလွမ်းနဲ့လူကိုလွမ်းဆွတ်တတိယတဲ့လူကိုချစ်တဲ့လူကိုပို့တာပေါ့ခိုးကြီးရှိရချစ်တော်လွမ်းဆွတ်တတိယတော့ညွှန်းမယ်နော်အနီရောင်ခန်းကြီးလေးနဲ့ဆင်နေအကိုက်ကောမန်အနီရောင်ခန်းကြီးလေးနဲ့ဆင်နေအနီရောင်အောက်ကခိုခိုးရိုအနီရောင်အသေးနှလုံးပုံလေးပို့လိုက်တာကကိုလွမ်းဆွတ်တတိယတဲ့လူပေါ့ဖိတ်ခေါ်တာကပါဇက်ကနေလှမ်းခေါ်တယ် ဘသူ့ကိုလမ်းခေါ်လဲဝါတက်ရှိကိုလမ်းခေါ်တယ်လေကားအပေါ်ကိုတက်လာခဲ့ဖို့အတွက်အပေါ်တက်လာခဲ့ပါဆိုပြီးလှမ်းပြီးတော့ဖိတ်တယ်ဒါဂျီဘွန်ခန်းကြီးနဲ့ဆင်နေမိ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 ကိုခန္ဓာကိုယ်မှာစွတ်ခဲတို့တက်ဆင်လိုက်တဲ့ဆိုတာတင်ယူတာတင်ယူတယ်ဆိုတာမိမိခန္ဓာကိုယ်မှာပညာရက်တွေကိုတက်ဆင်လိုက်တဲ့ပုံစံစိတ်ဆိုးတာမိန်းကလေးနောက်တက်တယောက်ကိုနှလုံးသားကိုထက်ကစားသေးတယ်ဆိုတော့စိတ်ဆိုးတယ်ပါဇက်ကနေငှက်လေးရအော်တယ်စိတ်ဆိုးတာနဲ့အော်တာနဲ့ပေါင်းတော့စိတ်ဆိုးပြီးတော့အော်တယ်စိတ်ဆိုးပြီးတော့အော်တယ် စောစောဆွန့်ခွာတယ်ထုတ်ခွာထောက်ခွာတယ်ဆိုတာစောစောအလုံစင်းနဲ့ကြောင်းစင်းနေတင်းနဲ့ပုံလေးငါနောက်ဆုံးနှလုံးခိုရှောကပြက်ပြက်စီးတယ်ခိုရှောဒီအရှိရခန်းကြီးကဖူရီဟောင်းပြီးတော့မကောင်းတဲ့ကာကြီးစီးတော့မကောင်းတဲ့ကာကြီးစီးတော့ပြက်သွားတယ်ပြက်သွားတော့ဘာလို့ ਆ လဲအမြင့်မှာဒီမှာတာချိမတ်မတက်ရဆောင်နေရတယ်စောစီစီကိုမှဘဲမဆက်သွားလို့မရတော့လို့လေဥမာပြောမယ်ဆိုတော့ပြက်စီးတယ်ဆိုတာဟောင်းပြီးတော့မကောင်းတဲ့ကာစီးတော့ပြက်တယ် ပြက်စီးသွားတော့ကို့မှာဘဲမှသွားလို့မရတော့အမြင့်မှာပဲမတက်ရက်ပြီးတော့စောင့်နေရတဲ့ကို့လာခေါ်မဲ့လူကိုစောစောစီစီကို့မှာဘဲမှသွားလို့မရတော့ဘူးပေါ့နော်ခိုရှောကပြက်စီးခြင်းပြက်စီးတယ်ပြန်ပြောမယ်ပြက်စီးတယ်ဆိုတာကဖူရူဟောင်းပြီးတော့အမားကြီးလေးမကောင်းတဲ့ကားကိုစီတော့ ပျက်စီးတာပေါ့ဟောင်းပြီးတော့မကောင်းတဲ့ကားပျက်စီးတယ်အဲ့လိုကားပြက်နေကိုမှအမြင့်မှာပဲမတက်ရက်ပြီးတော့စောင့်နေရတယ်စောစောစီစီဘဲမှာအလုပ်တွေပါတယ်သွားလို့မရအောင်ကားပြက်နေတော့အမြင့်မှာပဲကိုနေတဲ့အမြင့်မှာပဲတာချီမတ်မတက်ရက်ပြီးတော့စောစောစီစီစောင့်နေရတယ်ကားပြက်သွားတော့ဘဲမှာသွားလို့မရလို့ဟောင်းပြီးတော့မကောင်းတဲ့ကားကိုစီတော့ပျက်စီးတယ်အဲ့လိုကားပြက်နေတယ်ဆိုရင်အမြင့်မှာပဲဘာလို့ ਆ လဲဘဲမှမတော်ပဲမတက်ရက်စောင့်နေရတယ်စောစောစီစီပေါင်းလိုက်တော့ခိုးရှောကပျက်စီးခြင်းခိုးရှောကပျက်စီးခြင်း အာစာအီယာရေတိန်သောအာစာအီယာရေတိန်သောရေတိန်နာမလို့ရေနဲ့စားတယ်။အနောက်ကခန်းကြီးကရုတ်တရက်ကြည့်ရင်နော်ခိုရီမတ်ခန်းကြီးနဲ့တူတယ်။နော်ခိုရီမတ်အဲ့တော့ရေတိန်နဲ့ဆိုတော့ရေနဲ့စားတယ်။ကလေးတောင်ခြံထားလို့ရတယ်။ခြံထားခဲ့လို့ရတဲ့ရေမျိုးကတိမ်တိမ်လေးမလို့ရေနဲ့ကလေးကိုပဲခြံထားခဲ့လို့ရမလဲ။နော်ခိုရီမတ်အန်ဖိုးမှာပါတဲ့နော်ခိုရီမတ်ကြံနေခြံနေရေထဲမှာတော့ခြံထားခဲ့လို့ရတဲ့အစင်ဆိုရင်အဲ့ဒါအိုက်ရေကတိမ်လို့အာစာအီယာရေတိန်သော အာစာအီယာရေတိန်တော့ရေထဲမှာတောင်မှနော်ခိုရီမဆက်တချမ်းနဲ့တူလို့ရေထဲမှာတောင်ခြံထားခဲ့လို့ရတာအဲ့ဒါအာစာအီယာရေတိန်တော့ပျက်စီးတယ်ဆိုတာဟောင်းပြီးတော့မကောင်းတဲ့ကားဆိုပျက်စီးတာကားပြက်နေတော့ကို့မှာအမြင့်မှာပဲမတရက်ဆောင်နေရတယ်မနဲ့စောစောစီးစီးဘယ်မှသွားလို့မရလို့အနီယောင်ခန်းကြီးပုံစံနဲ့အနီယောင်ခန်းကြီးပုံစံနဲ့ခိုခိုးတို့နဲ့ပေါင်းတော့အနီယောင်အသေးပုံလေးတွေပို့တာကကိုလွမ်းဆွတ်တတိယရဲ့လူကိုချစ်တဲ့လူဘော့ ဖိတ်ခေါ်တယ်ဆိုတာကပါဇက်နဲ့လာပြီးဖိတ်တာအပြင်သွားရအောင်လေမုတ်သွားဆားရအောင်လေပေါ့ဘသူ့ကိုဖိတ်လဲဝါတိုက်ရှိကိုဖိတ်တယ်ဒီလေကားပေါ်ကိုတက်လာဖို့အတွက်လာပြီးတော့ဖိတ်ခေါ်တယ်မိမိခန္ဓာကိုယ်မှာတက်ဆင်လိုက်တယ်ဆိုတာသင်ယူတာမိန်းကလေးနောက်ထပ်တစ်ယောက်ကိုနှလုံးသားကိုသွားကစားသေးတယ်တင်ကြတော့စိတ်ဆိုးတယ်ပါဇက်ကနေငှက်လေးကအော်တယ်စိတ်ဆိုးတာနဲ့အော်တာနဲ့ပေါ့နော်စိတ်ဆိုးပြီးတော့အော်တယ်စောစောစီစီဟိုင်ဟိုင်စောစောစီစီစွန့်ခွာတယ်ဆိုတာစောစောအလုတ်စင်းနဲ့စောစောကြောင်းစင်းနဲ့ဒါက25လုံးပြီးပါပြီနော်